တာလင်းကိစ္စနဲ့ပြည်သူတွေနဲ့ပြဿနာဖြစ်ပွားခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကိုအရေးယူသွားမှာဖြစ်သလိုဆိုင်ဖွဲ့သူတွေကိုလည်းစတာလင်းစီမင်းစည်းကမ်းနဲ့အရေးယူသွားမည် မင်္ဂလာပါပရိသတ်ကြီးရှင်မန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းကကျေးရွာတရွာမှာစတားလင်းဆိုင်ဖွင့်သူတွေနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့တွေကတာဝန်ပေးလိုက်တဲ့မန္တလေး PDF အဖွဲ့စင်ကူးပါခဖစင်ကူးပါလာဖပူပေါင်းအဖွဲ့ဝင်ပါဝင်တဲ့အဖွဲ့တွေပြသနာဖြစ်ပွားခဲ့ပြီးဖြစ်စဉ်တွင်ပါဝင်တဲ့ရဲဘော်တွေကိုအရေးယူဖို့ဆွေးနွေးနေဆဲဖြစ်တယ်လို့စတားလင်းဆိုင်ဖွင့်သူတွေကိုတော့စတားလင်းအသုံးပြုစည်းမျဉ်းစည်းကမ်းနဲ့အရေးယူသွားမယ်လို့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးဌာနမှသိရှိရပါတယ် ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ရဲဘော်အားလုံးကိုတော့အရေးယူသွားမှာမဟုတ်ပဲတာဝန်ရှိသူတွေကိုသာအရေးယူဖို့နဲ့အရေးယူဖို့အပိုင်းအသေးစိတ်ကိုတော့ဆွေးနွေးနေဆဲဖြစ်တယ်လို့သိရပါတယ်ဖြစ်စဉ်မှာပါဝင်တဲ့ရဲဘော်တွေကိုတော့ဘယ်သူဘယ်ပုံအရေးယူမယ်ဆိုတာကတော့အခုအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကြားမှာဆွေးနွေးနေဆဲဖြစ်တယ်လို့စက်ပိုင်ရှင်နဲ့မိသားစုတွေကိုတော့တရားလူပုဂ္ဂိုလ်အနေနဲ့အရေးယူဖို့မရှိပါဘူး ဒီအဖြစ်မျိုးနောက်နောက်မဖြစ်ဖို့တတိပေးတဲ့ကိစ္စတွေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်ဖို့အတွက်ပြောသွားဖို့ရှိမယ်။ Starlink ဆက်ကိုတော့ထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းတွေအတိုင်းအရေးယူဖို့ရှိမယ်လို့အရေးပေါ်အချုပ်ရေးအဖွဲ့အတွင်းရေးမှူးရဲဘော်ပါပလိုကပြောပါတယ်။ Starlink ဆိုင်ဖွင့်သူကတော့စင်ကူးမျိုးနယ်ရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့ Starlink အသုံးပြုမှုအစည်းအဝေးအကြကနက်ဦးပြည်ထံတန်ငွေ၁၀သိန်းချမှတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ အော်တိုဘားလာ၁၇ရက်ညနေ၃နာရီခန့်ကစင်ကူးမြို့နယ်ရှိပြည်သူမိသားစုတစုနေအိမ်မှာ Starlink Internet တက်ဆင်အသုံးပြုမှုနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းတချို့ကိုချိုးဖောက်ခဲ့သည်ဟုဆိုကာအရေးယူရန်တွားရောက်ခဲ့တဲ့ရေးပေါ်ရင်းနဲ့မိသားစုဝင်တွေကြားမှာအငြင်းအခုံဖြစ်ပြီးစကားများခဲ့ကြတာဖြစ်ပါတယ်။ စတားလင်တက်ဆင်အသုံးပြုမှုအငင်းပွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်လိုက်မှန်ပါပြုမှုခဲ့တဲ့တော်လန်ရေးရဲဘော်တွေကိုရောစီကံမလိုက်နာတဲ့ပြည်သူတွေကိုပါထိုက်တဲ့အရေးယူမှုတွေပြုလုပ်သွားမယ်လို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာလ12ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ စင်ကူးမြို့နယ်အပါအဝင်ဒေါ်လာရင်းတက်တွေတိမ့်ပိုက်ထင်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်မရှင်ဘက်ကနေ့စဉ်ဘုံကျဲတပ်ဖြတ်နေတာဖြစ်ပြီးပြည်သူတွေကိုပါပြစ်မှတ်ထားဘုံကျဲတပ်ဖြတ်ရမှာ Starlink Internet တွေကြောင့်လုံခြုံရေးကြိုးပေါက်တာတွေရှိနေလို့ဒေသကာကွယ်ရေးတပ်တွေဘက်က Starlink အသုံးမြုမှုအပေါ်စီကန်းတွေချမှတ်ထားတာဖြစ်ပါတယ်။ အဆိုပါစည်းကမ်းချက်တွေထဲမှာ Starlink Internet ကိုအိမ်သုံးသီးသန့် private use အတက်သားခွင့်ပြုမှာဖြစ်ပြီးအများပြည်သူလူထုကိုအခကျင်းငွေဖြင့်မျှဝေသုံးစွဲခွင့် public use နဲ့ Starlink Internet line ခွဲဝေသုံးစွဲခြင်းကိုလုံးဝခွင့်မပြုကြောင်း အသုံးပြုမဲ့ Starlink ဆက်ကို password ဖြင့်သာအသုံးပြုရမှာဖြစ်ပြီး public အားအသုံးပြုခွင့်ပေးလိုပါကသက်ဆိုင်ရာတာဝန်ရှိသူများထံသို့တင်ပြလျှောက်ထားရမှာဖြစ်ပြီးခွင့်ပြုချက်ရမှသာအသုံးစွဲခွင့်ရမှာဖြစ်ကြောင်းစင်ကူမျိုးနဲ့ရေးပေါ်အချုပ်ရေးကော်မတီကပြီးခဲ့တဲ့ match လ16ရက်နေ့ကလေးကထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါအပြင်ခွင့်ပြုချက်အရငွေသွင်းငွေထုတ်တဲ့ရေးပေါ်ကျန်းမာရေးကိစ္စအတွက်အသုံးပြုရန်ရှိပါကောင်းအသုံးပြုသူရဲ့အမည်နိုင်ငံသားစစ်ဆေးရေးကပ်ပြအမှတ်နဲ့နေရက်လိပ်စာအပြည့်စုံကိုမှတ်တမ်းတင်ထားရမှာဖြစ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများကစစ်ဆေးတဲ့အချိန်မှာပြသရမှာဖြစ်ကြောင်း Starlink Internet အသုံးပြု၍နယ်မြေအတွင်းလုံခြုံရေးကြိုးပမ်းမှုများပေါ်ပေါက်လာပါက Starlink ဆက်ပိုင်ရှင်ကတာဝန်ယူတာဝန်ခံရမယ်ဆိုတာတွေကိုထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အဆိုပါစည်းမျဉ်းစည်းကမ်းတွေကိုဖောက်ပြက်ကြောင်းစစ်ဆေးတွေ့ရှိပါကပထမအကြိမ်မှာဒန်းချင်းငွေ၁၀သိန်းချံဒုတိယအကြိမ်မှာသိန်း၂၀ချံနဲ့တတိယအကြိမ်မှာတော့ Starlink ဆက်ကိုသိန်း၁၀သိန်းအထိအရေးယူသွားမှာဖြစ်ကြောင်းနဲ့သိန်းဆဲခံရတဲ့ Starlink ဆက်တွေကိုတော့၄လအကြာမှာပြန်လည်ထုတ်ယူခွင့်ပြုမှာဖြစ်ကြောင်းအတည်ပြုထားတယ်လို့လည်းသိရပါတယ်စင်ကူးမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးကော်မတီမှပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF အဖွဲ့စင်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖား စင်ကူမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖားတို့ပါဝင်ဖွဲ့စည်းထားတယ်လို့အတွင်းရေးမှူးထံမှသိရှိရပါတယ်။